အယံရီတိုင်းကြုံပြော်မြို့နယ်အတွင်းကိုအခုရက်ပိုင်းအတွင်းရှစ်ရှုံးစစ်ကောင်စီတပ်တွေတက်ဆုပ်ပြေးလာတဲ့အတွက်ရဲတပ်ဖွဲ့ဝင်ရရှိအချို့နဲ့အုပ်ချုပ်ရေးမှုတွေကကြုံပြော်ကနေထွက်ပြေးဖို့စီစဉ်နေတယ်လို့သိရပါဗျ။ ရေကြီးမြို့နယ်အမြောက်တက်အမတ်တ344ကနေလက်နက်ကြီးတွေကိုဇွန်လ12ရက်နေ့ကကျုံမျောခလိုက်ရ36ကိုပြောင်းရွှေ့ထားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပါတက်ဆုပ်ပြေးလာရတဲ့အတွက်ကျုံမျောအုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကပါပိုင်ဆိုင်မှုတွေကိုတင်စီပြီးကိုလွတ်ယုံပြေးဖို့စီစဉ်မှုတွေရှိတယ်လို့ဒေသခံတွေစီကသိရပါဗျ။လက်နက်ကြီးတန်တွေကြားရင် မကြောက်ကြဖို့ကြောင်းတက်နေတဲ့ကလေးတွေကို မိဘတွေအနေနဲ့အထိတ်တလန့်ဖြစ်အောင်လာမခေါ်ကြဘူးစစ်တပ်ကအစည်းအဝေးခေါ်ပြောတယ်ဒါပေမဲ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ပြေးဖို့လုံနေကြတယ်လို့ကြုံမျိုးဒေသခံက ER Times ကိုပြောပါရယ်။တွန်လိုင်းတပ်ဖွဲ့တွေကိုမနက်လာမှလားညနေလာမှလားဆိုပြီးတချင်းစုကလောင်ပြောင်ခဲ့တဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဟာလည်းကြုံမျိုးကိုစီရေးရောက်ရှိလာမှကိုစိုးရိမ်ပြီးထွက်ပြေးဖို့စီစဉ်နေခြင်းဖြစ်တယ်လို့ဒေသခံတွေစီကသိရပါရယ်။ ကျုံမြုံမြို့နယ်စီမံအုပ်ချုပ်ရေးပိုင်းကဗိုလ်မှူးနေအောင်ဟာအုပ်ချုပ်ရေးမှုတွေကိုအခုတစ်ပတ်အတွင်းစစ်မှုရန်တပ်သားတစ်တွေစုဆောင်းပေးဖို့ဖိအားပေးနေပေမဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေက ပြေးဖို့တန်စီစဉ်နေတယ်လို့သိရပါတယ်။ကျုံမြော်ခလာရ36တွင်စစ်ကောင်စီတပ်တွေတက်ဆုပ်ပြေးလာပြီးအထက်အရာရှိတွေကလူဝင်အားပြန်လည်စုဖွဲ့ကရေးကြီးကိုပြန်လည်ပို့ဆောင်ဖို့စီစဉ်နေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ရေကြီးမြို့နယ်အမြောက်တပ်344ကိုတွန်လိုင်းတပ်ဖွဲ့တွေက အနီးကပ်ဝင်ရောက်တိုက်ခိုက်နေပြီးအသစ်ဆောက်လုပ်ထားတဲ့နှစ်ထပ်အင်္ဂရိဘန်ဂါတွေကိုပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတာပါ